အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ရန်ကုန်မှာတဘာဝ BNR တွေမကြလို့အပြစ်ပြောနေသူများကိုတဲပြောလာတဲ့ brew ဖိုင်လေးကိုတင်ပြပေးလိုက်ပါလေဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာပြောကြနော်ရန်ကုန်ဖြစ်ရင်လည်းပေါ့ပေါ့ပါလေးနေကြနေကြတဲ့ တော့ဒီ comment ကိုမြင်တော့ကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်ဟုတ်လားဘာလို့တော်တော်လေးစိတ်မကောင်းဖြစ်သွားလဲဆိုတော့ဘယ်ကိစ္စဖြစ်ဖြစ်လေရန်ကုန်ကလူတွေကိုယ်တိုင်ကပဲလာပြီးတော့ကုညီပေးကြတာကြီးပဲဥမာရင်ကြီးတဲ့ကိစ္စတွေဆိုလို့ရှိရင်လည်းရန်ကုန်ကလူတွေကိုယ်တိုင်ပဲလာပြီးတော့ ကိုညီပေးကြတယ်မန်လေးမှာဖြစ်တဲ့ကိစ္စမန်လေးမှာငလင်လုတ်သွားတော့ကိစ္စဆိုလို့ရှိရင်ရန်ကုန်ကလူတွေကိုယ်တိုင်ကပဲစင်းပြီးတော့လာကိုညီပေးကြတယ်เนาะပြီးတော့ပျော်နေတဲ့ကိစ္စကရန်ကုန်တခုလည်းပျော်နေတာမဟုတ်ဘူးမန်လေးမှာလည်းရေပတ်တဲ့နေရာတွေရှိတာပဲအခြားသောမျိုးတွေဆိုလို့ရှိရင်ရန်ကုန်ထက်တောင်ပို့ပြီးတော့ပို့ဆိုးပို့တောင်းကျန်းသေးတယ်ကဲနေကြတာလေဆိုတာရန်ကုန်ကမှလည်းတော်သေးတယ်လို့ပြောရမယ်အဲ့ဒါဘာလို့ရန်ကုန်မဲတခုဆိုလို့ရှိရင်မင်းတို့ရန်ကုန်မှာဖြစ်ပါသေးတယ်တော့တခုဆိုလို့ရှိရင်မင်းတို့ရန်ကုန်ကလူတွေဘာဖြစ်တယ်တော့တခုဆိုလို့ရှိရင်ရန်ကုန်ကဘာဖြစ်တယ်ဘာလို့မြတ်ပြောနေကြလဲတနိုင်ငံလုံးဘယ်နေရာမှာဘာဖြစ်ဖြစ်ရန်ကုန် ရန်ကုန်ကနေပြီးတော့ပါဝင်ခဲ့တာကြီးပဲရန်ကုန်ကခုံးဆောင်နေခဲ့တာလည်းမရှိဘူးလက်ဆောင်နေခဲ့တာလည်းရန်ကုန်သားတွေမှာတကားမှမရှိခဲ့ဘူးဟုတ်လားရန်ကုန်တမျိုးနယ်လုံးလာတက်နိုင်သလောက်ကိုတက်နိုင်တဲ့ပမာဏနဲ့ကိုတက်နိုင်တဲ့နေရာကနေရန်ကုန်ကလူတွေကတနိုင်ငံလုံးမှာဘာဖြစ်ဖြစ်ပါဝင်ကူညီကြတာကြီးပဲဟုတ်ဘာလို့လေရန်ကုန်ကအဲ့လိုများထိခိုက်တဲ့စကားပြောရတာလဲကျွန်တော်စဉ်းစားလို့မရဘူးလားနော် AND AND ကိုလည်းသိရင်လည်းပြောလို့ AND နဲ့သိရင်လည်းမေးလိုက်ပါအောင်နော်ဒါတော်တော်လေးနေစိတ်ထဲမှာတမျိုးကြီးပဲခံစားရလို့ဒီ comment ကိုဒီ comment လေး reply ပြန်လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ